ရုပ်ရည်တစ်ခုတည်းချောမောတဲ့သူကိုလူတွေသဘောကျတဲ့ခေတ်ကကုံဆုံးလာပါပြီ။2020နောက်ပိုင်းမှာလူတယောက်ကလူတယောက်ကိုစိတ်ဝင်စားသဘောကျနှစ်သက်လာဘူးဆိုတာရုပ်ရည်တစ်ခုတည်းလှပနေုံနဲ့မဖြစ်နိုင်တော့ပါဘူး။လူတွေကဘာကိုပိုးပြီးစိတ်ဝင်စားလာကြလဲဆိုရင် intelligence နဲ့ attitude လို့ခေါ်တဲ့အပိုင်းတွေကိုပိုးပြီးစိတ်ဝင်စားလာကြပါတယ်။ရုပ်လာတာထက်ဉာဏ်ကောင်းတာကိုပိုပြီးသဘောကျလာကြပါတယ်စိတ်ကောင်းရှိတာကိုပိုပြီးသဘောကျလာကြပါတယ် physical beauty အပြင်ပိုင်းအလှပထက်အုံနောက်ငြိမ်ညံသွေးနဲ့နှလုံးသား heart တွေကိုလူတွေကပုံမြင်တက်လာကြတာဖြစ်ပါတယ်။ intelligence ဆိုတာကြောင်းစာတော်တာကိုပြောတာမဟုတ်ပါဘူး။မိမိရဲ့ကိုယ်ပါရည်ချင်းတစ်ခုစီတိုင်းမှာထူးချွန်ပြောင်မြောက်နေအောင်ကျွမ်းကျင်နေမယ်ဆိုရင်ဒီလိုက intelligence ရှိရပါပဲ အဲ့ဒီကျုကတော့အချင်းစရိုက်စိတ်နေသဘောထားစတာလေးနဲ့သက်ဆိုင်တာဖြစ်ပါတယ်။ဂျင်နာတက်တယ်၊ယူတာတယ်၊စေတနာကောင်းတယ်၊ဂျေစုတရားကိုတည်တက်တယ်၊မူရီတာဘွားတက်တယ်၊အကောင့်မြင်စိတ်ရှိရဲ့စတဲ့ကိုယ့်ရဲ့အတွင်းစိတ်တွေကကိုယ့်ရဲ့ attitude နဲ့သက်ဆိုင်နေပါတယ်။ဒီနောက်ပိုင်းမှာလူတွေကကိုယ့်ရဲ့လက်တွဲပုံရွေးချယ်တဲ့အခါဖြစ်စေ၊ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိုရွေးချယ်တဲ့အခါဖြစ်စေ၊ကိုအားပေးတဲ့မြို့ပညာရှင်ကိုရွေးချယ်တဲ့အခါမှာဖြစ်စေဆိုရင်တော့ intelligence နဲ့ attitude ကိုတွဲမြည်ပြီးရွေးချယ်လာကြတာဖြစ်ပါတယ်။ ရုပ်ရည်ဘလောက်ပဲချောမွန်နေပါစေ intelligent မရှိဘူး attitude မကောင်းဘူးဆိုရင်တော့ဘယ်သူမှအားပေးကြမှာမဟုတ်ပါဘူးမိမိရဲ့ဉာဏ်ပညာဟာအောင်မြင်ခြင်းတွေကိုပေးပါတယ်မိမိရဲ့စိတ်ထားလေးကတော့မိမိဘဝရဲ့ပျော်ရွှင်ခြင်းတွေကိုပေးပါတယ်အောင်မြင်ပျော်ရွှင်နေတဲ့သူတဦးလောက်ဘယ်သူကများပို့ပြီးလှနိုင်ဦးမှာလဲ intelligent is sexy attitude is sexy ဆိုတဲ့ခေတ်ကိုရောက်နေပြီမို့ပြင်ပအလားပါတဲ့အုံနောက်နဲ့စိတ်နေသဘောထားကိုလှပအောင်မျှဝေကြပါ